ဒီမနက်9:55မိနစ်မှာစစ်ကောင်မရှင်တမနှစ်နှစ်ကပြစ်လိုက်တဲ့60မမလက်နှက်ကြီးနှလုံးဟာရှွမ်နာပတ်မင်းလက်ပြန်ကြားပြန်စခန်းတွေကိုတဲတဲကြားခဲ့တာပါဒီပြစ်ခတ်မှုကြောင့် KNU ရဲ့အရသာဝန်ထမ်းတချို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။မြေပြင်တပ်မှုတွေကတော့ဒါဟာရွေကျဲရှိရှိပြစ်မှတ်ထားတိုက်ခိုက်တာလို့အတည်ပြုပါတယ်။လက်ရှိခြံဝင်းထဲမှာကျန်နေတဲ့နိုင်ငံသားတွေလည်းမိရှုဆန္ဒပြမှုတွေလုပ်နေကြသလိုတချို့ကညဘက်ခြံစည်းရိုးကျော်ထွက်ပြေးတာတွေရှိနေပါတယ်။အချင်းတွေထိမနိုင်သိမရဖြစ်လာတဲ့အတွက် KNU ဘဟုက ကီယန်နဲ့နေတက်မတော်ကိုလှုပ်တင်လှုပ်ထိုက်တာဆက်လုပ်ဖို့အာဏာကုန်လွှဲအပ်လိုက်တာဖြစ်ပါတယ်။မနေ့ဒီဇင်ဘာ9ရက်မှာတွင်စစ်ကောင်ရှင်ပြစ်တဲ့လက်နက်ကြီး၃လုံးထိုင်းဘက်ကြပြီးရဲသားတွေတရားရခဲ့ပါတယ်။ဒါကြောင့်ထိုင်းအာဏာပိုင်တွေကနေဆက်ဂိတ်ကိုခုနှစ်ရက်ပိတ်လိုက်ပြီးစာတင်ကြောင်းတချို့ကိုပါပိတ်ထားလိုက်ရပါပြီ။တိုက်ပွဲတွေကြားကပဲ KNU ဟာပြီးခဲ့တဲ့နှစ်ပတ်အတွင်းလူပေါင်း2600ကျော်55ရာခိုင်နှုန်းကိုကယ်ထုတ်နိုင်ခဲ့ပြီး ID ပစ္စည်းတွေကိုတင်ရှိလိုက်ပြီးဖြစ်လို့ဝေလီလုပ်ငန်းတွေလုံးဝရပ်တန့်သွားပြီလို့အမှတ်ခံထားပါတယ် ဒါပေမဲ့ကြန့်ရှိနေတဲ့ရာဇဝတ်သားတွေကိုဖမ်းဆီးဖို့က GNU နိုင်ငံထပ်ပုံနေလို့နိုင်ငံတကာအနေနဲ့အချိန်မီပူးပေါင်းပြီးဖို့အရေးပေါ်တောင်းဆိုလိုက်ပါတယ်။